ကိုဉာဏ်နဲ့မသိနိုင်သောခရစ်တော်၏မြစ်တာတော်ကိုတည်နာလေခြင်းက၎င်းသင်တို့သည်တတ်ဆွမ်းနိုင်သည်ဖြင့်ဘုရားသခင်၏ပြည့်စုံတော်မူခြင်းရှိသည်။မြန်နေအညီပြည့်စုံကြပါမည်အကြောင်းငါသည်ဆုတောင်းလေရှိ။အဖတ်ဩဝါဒစာတော်အခန်းကြီး3အခန်းငယ်19ပကြီးကိုခံစားတတ်ရန်တစုံတစ်ယောက်မှမွေးရပါပကြီးခံစားတတ်သော အာယုံရှိရန်လိုအပ်ပါသည်။သို့မဟုတ် ပကြီးခံစားတတ်သည့်အာယုံဖွံ့ဖြိုးရန် လေ့ကျင့်ပေးနိုင်ပါသည်။ လက်တွေ့တွင်မူလူအ ਨੇ စုသာအယောင်ဖွဲ့စည်းပုံနှင့်တာဟဇာတာဖြစ်ခြင်းတို့ကိုမွေးရပါသိရှိကြပါသည်။သို့မဟုတ်လျင်ပကြီးပြာကန်းတို့လဲပတ်ခြင်းသည်ပြင်းစရာကောင်းလွန်လှပါသည်။အလားတူတခြင်းကိုခံစားတတ်ရန်ဝမ်းတွင်းပါ သို့မဟုတ်လေ့ကျင့်ရန်လိုအပ်ပါသည်။သို့မဟုတ်လျင်စင်ဖိုနီတီဝိုင်းတီးခတ်နေစဉ်အိပ်ပျော်သွားမည်ဖြစ်ပါသည်။ဘုရားသခင်အကြောင်းပြောဆိုတတ်သည့်ခံရနိုင်လဲဘုရားသခင်မပါရှိပါက ညီငွေပွဲကောင်းတယ်လို့အသက်မပါတကယ်လို့ဖြစ်နေပါလိမ့်မည်။ထိုနည်းတူဖះเจ้าဖြစ်စေတမာကျန်းစာဖြစ်စေတင့်အထဲတွင်တန်ရှင်းသောဝိညာဉ်တော်မကဲဝတ်လျင်ခြောက်ကပ်ပြီးစိတ်တူစရာကောင်းနေပါလိမ့်မည်။တနည်းအားဖြင့်ဖះသခင်မပါရှိလျင်ကျွန်တော်တို့၏စိတ်နှလုံးကိုထိတွေ့လိမ့်မည်မဟုတ်ပေ။ချစ်စရာကောင်းသည့်အချက်မှာဖះသခင်အနေဖြင့်အစစအရာရာပြင်ဆင်ထားပြီးဖြစ်ရာဝိညာဉ်တော်နှင့်ပတ်သက်သည့်ကိစ္စများခန်းချောက်နေသောကျွန်တော်တို့၏နှလုံးသားကို ဖျားသခင်သာပြင်ဆင်ထားပြီးဖြစ်ပါတယ်။ယနေ့အတွက်ဆုတောင်းချက်အနန္တတကုရှင်ထာဝရဖျားသခင်နေ့စဉ်နေ့အမျှကျွန်တော်တို့ကိုတိုးဝင်ခွင့်ပြုပြီးသခင်ယေရှု၏မြတ်တာနှင့်ဖြည့်ဆည်းပေးတော်မူပါအာမင်။ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။မနေ့ပြန်ပါလေတခြားသောဆုတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြတ်တမ်းရိုက်ခံလိုပါတယ်။ ားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွင်မှပြန်တွေ့ပါအောင်ခင်ဗျာ။